အားလုံးပဲမင်္ဂလာပါရှင် Studio Time Audio Book အစီအစဉ်မှာကြိုဆိုပါရစေ။အခုတင်ဆက်ပေးမှာကတော့ဝင်းကယ်ပိုင်ရောက်လာပြီဆိုတော့ပုံရင်းလေးပဲဖြစ်ပါရဲ့ရှင်။တခါတော့ကမင်းသားဝင်းကယ်ပိုင်ဟာ ဆုံးမတပ်ပီတီကိုအခုညတစ်ခုပေးလိုက်တယ်။သူမက အလွန်ကျေးဇူးတင်သွားတာကြောင့်မင်းကောင်ကတစ်ခုခုပေးမယ်။မင်းအလိုပြည့်ဝတ်စုံလိုချင်သလားလို့မေးတယ်။ဝင်းကယ်ပိုင်ကလည်းသဘောကျစွာနဲ့အိုး လိုချင်ပါရဲ့အဲ့ဒါတိတ်ကောင်းပါရဲ့လို့ပြောလိုက်ကြပေါ့ဒီလိုနဲ့တပ်ပတီဟာဝင်ခဲ့ပိုက်ကိုအလိုပြည့်ဝတ်ဆောင်ပေးလိုက်တယ်အဲ့ဒါဟာအဝါရောင်ပိုးထဲနဲ့လှုပ်ထားပြီးအနည်းရောအဆက်ပြတ်ကလေးတွေရှိတယ်ပြီးတော့ကြီးမားတဲ့အိတ်ထောင်ကြီးတွေလည်းရှိတယ်ဆုံးမကကဲအခုမင်းဒီဝတ်ဆောင်ကိုဝတ်တဲ့အခါတိုင်းမင်းရဲ့အလိုဆန္ဒတွေပြေးဝလာလိမ့်မယ်ဒါပေမဲ့မင်းလုပ်ရမယ့်အရာတခုတော့ရှိရဲ့လို့ပြောတယ်ဝင်ခဲ့ပိုက်ကလည်းဘာလို့ရမှာလဲလို့မေးတာပေါ့ ဆုံမကတနှစ်ကိုတစ်ချိန်ကောင်းကလေးတွေကောင်းမလေးတွေရဲ့ကဘာစီကိုမင်းထွက်ပြီးသူတို့တွေက6ယောက်ကိုမင်းအလိုဆန္ဒတွေဖြည့်ပေးရလိမ့်မယ်တဲ့အဲ့ဒါကိုမင်းမမေ့နဲ့နော် ဝင်ကဲမဟုတ်ရင်မင်းရဲ့ဝတ်စုံကနေမှော်တက်တွေထွက်ကုန်လိမ့်မယ်တဲ့ဝင်ပေကကမမေ့ဘူးကတိပေးလိုက်ပြီးအလိုပြဝတ်စုံကိုအညောရောင်ဆက်ကိုနဲ့ထုတ်လိုက်ရန်ဂျိုင်းကြမှာညက်ရင်အိမ်ကိုပြန်သွားခဲ့တယ်နောက်တနေ့မှာတော့ဝင်ကေပိုက်ရဲ့အတော်မာရီယာဟာသူ့ကိုလာတွေ့ ူမကအလွန်ကောင်းတဲ့လဖက်ရည်ကိုကြိုင်နေတတ်ပြီးဝင်းကယ်ပိုက်အဖျော်အဆက်မကောင်းတာကိုအမြဲညင်ညူတတ်တယ်။ဒါကြောင့်မင်းသားဟာနောက်တနေ့မှသူ့ရဲ့အလိုပြေဝတ်စုံကိုအသုံးပြုပြီးသူမရဲ့အတော်ကိုကောင်းမွန်စွာအင်ခံဖို့ဆုံးဖြတ်လိုက်တယ်။မနက်မှသူမဟာဝတ်စုံကိုဝတ်လိုက်ပြီးသူ့ကိုယ်သူမှန်နေမှကြည်လိုက်တယ်။သူတကယ်ကိုကြည်ကောင်းနေတာပေါ့။အလိုပြေမော်တက်ကိုသူစမ်းကြည့်ဖို့စိတ်ကူးလိုက်တယ်။အဲ့ဒါနဲ့ပဲအိတ်ထောင်တွေထဲကိုလက်နှစ်ဖက်ထည့်လိုက်ပြီးကျဲလောင်စွာနဲ့ပြောလိုက်တယ်။ ငါရဲ့ဝတ်စုံနဲ့လိုက်ပတ်မယ်ငှက်မွေးအုပ်ထုပ်တလုံးငါလိုချင်နေတယ်။အိုးကောင်းလေကြာအနီယာငှက်မွေးတစ်ချောင်းပါတဲ့အဝါရောင်အုပ်ထုပ်တလုံးထွက်ပေါ်လာပြီးသူ့ရဲ့ခေါင်းပေါ်ကိုလာဆွလိုက်တယ်။ဝင်ကဲပိုက်ကကျိန်နှစွာနဲ့အိုးတကယ်ကိုလှပါလားလို့ပြောလိုက်တာပေါ့။မိဘကန်နဲ့ကိုသူ့လှဲ့ပက်ကြည့်လိုက်တယ်။အဲ့ဒါကတိတ်တော်မတန့်ရှင်လာဘူး။မနှက်စာပကံလေးကိုမစီကြော်ရဘူး။ကလကာရီကလည်းညစ်ပက်နေတယ်။ အရာတွေကိုစေချောလျှော်ဖွေရမယ်လို့သူ့ရဲ့အတော်မာရီယာက ပြောခဲ့တာကိုဝင်ကယ်ပိုက်အမှန်ရသွားတယ်။ဝင်ကယ်ပိုက်ကပျော်စရာလုံးကြည့်ရအောင်လို့ပြောပြီးသူ့ရဲ့အိတ်ထောင်တွေထဲကိုလက်ထည့်လိုက်ပြန်တယ်။မင်းမိုကန်မင်းကိုမင်းတန်ရှင်းစံဒါဟာငါရဲ့လူရင်းဆန္ဒပဲကွာတဲ့။ချက်ချင်းပဲပစ္စည်းတွေလှလုံးရရဖြစ်လာကြတယ်။ဘုံမိုင်းကောင်းကရေတွေကိုပန်းထုတ်တယ်။ပကံတွေကလက်စည်းခွက်ထဲမှာခုံပေါက်ပြီးသူတို့ကိုသူတို့စီကြောကြတယ်။ အဝိဆရတွေကလည်းရေပုံတွေက ခုန်ထွက်ပြီးသူတို့ကိုသူစက်ပြာနာနာပုတ်တိုက်လိုက်တယ်။ပြီးတော့မီးဝကန်ကြံမြင်ကို ဝင်ကယ်ပိုက်လုံနိုင်တာထက်ပုံပုံလင်းမြင်စွာနဲ့ပုတ်တိုက်စီကြောလိုက်တယ်။ brush ကအခန်းနောက်ကနေခုန်ထွက်လာပြီးကော်ဇောတွေကိုလှည့်ခြင်းနဲ့ကော်ဇောတွေကအလုံးမကိုညစ်ပနေရဲ့ကွင်းအမိုက်သိမ့်မိတ်ကော်ပြားကလှည့်ခြင်းလိုက်တဲ့အမိုက်တွေကိုခံယူတယ်။အမိုက်တွေပြေးသွားတဲ့အခါသူကအပြင်ဘက်ကအမိုက်ပုံးစီကိုပြေးသွားပြီးသူဟာသူ အမိုက်တွေကိုတွန်းချလိုက်တယ်။ အားလုံးပြန်လဲသိသိသွားတဲ့အခါမှာတော့မိဖို့ခန်းတွေကိုမြင်တွေ့ရမှာပေါ့တောက်ပြောင်လဲလက်နေတာပါပဲလက်ကင်တန်အိုးတွေကတော့ဝင်ပါကြပြီးတော့လက်စည်းခွက်တွေမှာသူတို့ကိုသူတို့ပုတ်တိုက်ဆေးကြကြရင်အံ့ဩစရာပဲပေါ့ဝင်ခဲ့ပိုက်ကအခုကလကာရီအလှဲ့ကိုရောက်ပြီလို့ပြောတယ်။သူကအိတ်ထောင်လေးကိုလက်ထည့်လိုက်ပြန်တယ်။မင်းတို့ကိုဟတ်ကိုတန်ရှင်းကြစမ်းလို့လှမ်းပြောတယ်။ကလကာရီဟာနှစ်ကြိမ်ပြောစရာမလိုပါဘူး။ ချိန်ထားတဲ့ချိန်တွေကလည်းသူတို့ခုံထွက်လာပြီးလက်စေးခွက်စလုံးစီပြေးသွားကြတယ်။ရေပိုက်ကောင်ကရေတွေကိုဖွင့်ချလိုက်ပြီးလက်စေးခွက်စလုံးကိုပုံနေတဲ့ရေတွေဖြည့်လိုက်တယ်။ဆက်ပြားကအမြုပ်တွေထွက်အောင်လုပ်တယ်။အဲဒီနောက်ကလကာရီဟာအညေကြီးတွေကင်းစင်ပြီးဖြူဖဲထွားတဲ့အထိရေထဲမှာငုတ်ကြည့်ပေါ်ချီလုပ်ကြတယ်။အဲဒီနောက်အဝင်းညက်စီကိုသူတို့ပြန်တန်းသွားကြတယ်။အဝင်းညက်ဆက်ကသူတို့ကိုရေတွေညှစ်ပေးတယ်။ အဲဒီနောက်သူတို့က channel ကကြိုးတန်းလန်းနေစီကိုထွက်သွားကြပြီးအင်းကြီးကြီးတွေကသူတို့ကိုလေထဲမှာချိတ်ဆွဲပေးလိုက်ကြတာပေါ့။လေကအပြင်းတန်းဆုံးတိုက်ခတ်တယ်။မင်းနဲ့အနေငယ်တွေမှာသူတို့အားလုံးဟာမီးဘိုကန်စီကိုပြန်တန်းသွားကြတယ်။မီးဘိုကသူ့ကိုသူအပူပေးဖို့အတွက်မီးဘိုပေါ်တက်နေတယ်။ကလကရယ်ရောက်လာပြီးဇပွဲပေါ်မှာတွားပြန်ပြီးလိုက်တာနဲ့တပြိုင်နက်မီးဘိုကသူတို့ဘောကိုခုံတက်သွားပြီးသူတို့ကိုလှပစွာနဲ့မီးဘိုတိုက်ပေးတယ်။ အဲဒီနောက်သူတို့ချိတ်ဆွဲရိစီကိုပြန်သွားကြပြီးဗရင်းမောက်မှာသူတို့ကိုသူတို့ချိတ်ဆွဲထားလိုက်ကြတယ်။သူတို့ကြည့်လို့ကောင်းနေကြတာပေါ့။ဝင်ငယ်ပိုက်ကတော့ကျင်းနဲ့စွားနဲ့ကောင်းလိုက်တာငါရဲ့အတော်မာရီယာဘာပြောမလဲမသိဘူးတဲ့။အဲဒီနောက်အစားအစာချောင်းကိုသူစဉ်းစားစားပြူလာတယ်။ဝင်ငယ်ပိုက်ကချောကလတ်ကရဲ့ဂျင်ဂျာကရဲ့ဝက်ပောင်ချောက်အသားမြတ်ပေါင်းမှုရဲ့မလာရင်ငါစားမှာပဲလို့ဆုံးဖြတ်လိုက်တယ်။အဲဒါတွေဟာလက်ဖက်ရည်နဲ့လိုက်တယ်တဲ့။ ဒီလိုနဲ့အရာရီအားလုံးကိုသူဆန္ဒပြုလိုက်တဲ့သူ့ရဲ့မိဘကံအသက်ပြန်ဝင်လာတာကိုမင်းတို့တွေ့မြင်ရမှာပါ။သူလိုချင်တဲ့ကိန်းမုံနဲ့အသားညံမုံတွေလို့ဘူးအတွက်မော်တက်တွေတိတ်အကြကြီးမလို့ဘူး။မင်းသားကအာရဝန်တာလက်ခုပ်လဝါတီးပြီးကောင်းလိုက်တာလို့ဩပြောလိုက်တဲ့အတော်မာရီယာတော့ဒါတွေကိုမြင်ရင်မျက်စိပြူးသွားမလားမသိဘူးလေ။မုံလိုက်ပိုင်းမှာတော့သူ့ရဲ့တော်ကရောက်လာပါလေ။မိဘကံစီကိုသူမဖွင့်လိုက်တာနဲ့တပြိုင်နက် မျက်လုံးပြူးသွားတယ်။ ဖြူပွေးနေတဲ့လက်စေးကြွေစလုံးနဲ့ပြောင်လဲနေတဲ့ကြမ်းမြင်ကိုသူမကြည့်လိုက်တယ်။တန်ရှင်းနေတဲ့ကလကာကိုသူမငေးကြည့်နေတယ်။တောက်ပါနေတဲ့လက်ကင်ထံအိုးတွေကိုလည်းသူမကြည့်မိတယ်။အဲဒီနောက်ဇပွဲပေါ်မှာခင်းကျင်းထားတဲ့လက်ဖက်ရည်နဲ့အစာအသောက်တွေကိုငေးကြည့်မိရဲ့။သူမကတအံတော်နဲ့ဟမ်အံအောင်ပဲကောင်းနေပြောင်းလဲမှုကြည့်ပါလား။ဝင်းကဲပိုင်းမင်းတတော်ကိုအလုံးလုံးခဲ့ရမယ်။မင်းကအရန်သဘောကျသွားပြီလို့ဩပြောပြီးမင်းသားကိုသူမနန်းရှုပ်လိုက်တယ်။ သူမမျက်နှာအလွန်နည်းရဲသွားတာပေါ့သူကအဲ့ဒါဟာကျွန်တော်ရဲ့အလိုပြဝတ်စုံကြောင်းပါလို့ပြောလိုက်တယ်။သူဟာယုံကြည်စိတ်ချရတဲ့မင်းသားကလေးတယောက်ဖြစ်တာကြောင့်မလို့သူမကိုပြောပြလိုက်တာပေါ့သူမကအံ့ဩသွားတယ်။မင်းအဲ့ဒါကိုအရန်ကယူဆိုင်ရလိမ့်မယ်လို့ချကလက်ကိန်းမုံကြီးကိုဆိုင်ရင်းနဲ့ပြောတာပေါ့ကောင်လေးတွေနဲ့ကောင်မလေးတွေရဲ့ကဘာကိုမင်းသွားပြီးသူတို့တွေက6ယောက်ကိုအလိုဆန္ဒတွေဖြည့်ဆည်းပေးရမယ်။နှုတ်မဟုတ်ရင်အလိုပြမော်စွမ်းတွေကိုမင်းဆုံးရှုံးရလိမ့်မယ်တဲ့။ ဝင်ငယ်ပိုက်ဟာသူ့ရဲ့အလိုပြုဝတ်စုံကိုသဘောကျနေတယ်။သူ့ရဲ့တငယ်ချင်းတွေအားလုံးကို သူ့အလိုဖြစ်ပေးတယ်။သူ့ရဲ့မှော်စွမ်းရှိတဲ့ဝတ်စုံအင်ဂျီအစ်စ်အကြောင်းသိကြတဲ့အခါလူတိုင်းကသူ့နဲ့မိတ်ဆွေဖြစ်ချင်းကြတယ်။အဲဒီနာသူ့ရဲ့မှော်ဝတ်စုံကအင်ဂျီကမှော်စွမ်းနေကကြာစင်းစားပြုလာတဲ့အခါကောင်လေးရေကောင်မလေးရေကဘာကိုသူ့ထွက်ရတော့မယ်ဆိုတာကိုတည်သွားတာပေါ့ဒီလိုနဲ့တနေမှာတော့ဝင်းငယ်ပိုက်ဟာသူ့ရဲ့အဝါရောင်ပိုးတဲ့ဝတ်စုံနဲ့ငှက်မွေးပါတဲ့အုတ်ထုပ်ကိုဝတ်ဆင်ပြီး ပုံမြေနိုင်ငံရဲ့အစုံစီကိုရှောက်လာခဲ့တယ်။သူကကောင်းလေးတွေကောင်းမလေးတွေအားလုံးငါ့ကိုတင့်မြင်ရင်သဘောကျမှာပဲလို့ပြောတယ်။သူတို့လူရင်းဆန္ဒတွေပြေဝကြရင်ဝမ်းသာကြမှာပဲ။ပုံမြေနိုင်ငံသားတွေကိုသူတို့မကြခနာတင့်မြင်ဘူးကြမှာမဟုတ်ဘူး။ငါသူတို့စီလမ်းလျှောက်သွားတာကိုတင့်မြင်ရင်သူတို့ယူမတက်ဝမ်းသာသွားကြမှာပဲ။ဒါလောက်ကြီးလဲကျိန်းတွေတော့မနေပါနဲ့ဦး။သူရဲ့တငယ်ချင်းအစိမ်းရောင်မင်းသားကပြောတယ်။သူကပုံမြေနိုင်ငံကြီးတကားအထိသူနဲ့တူလမ်းလျှောက်လာတယ်။ အခုခေတ်မှာကောင်းလေးတွေကောင်းမလေးတွေကပုံမြင်တွေကိုမယုံကြတော့ဘူးလို့ငါကြားတယ်။သူတို့ဟာအလုံးရှုပ်ကြလို့လို့ငါတို့အကြောင်းပုံမြင်တွေနားမထောင်ချင်ကြတော့ဘူး။မင်းကိုသူတို့ယုံကြည်မှယုံလိမ့်မယ်။ဝင်ခဲ့ပိုက်ကတော့အတိတ်မှာမရှိတာလို့ပြောလိုက်တယ်။အစိမ်းရောင်မင်းသားနဲ့သူလက်ဆွဲနှုတ်ဆက်ပြီးငါတို့ရဲ့ကဘာတွေကိုဝင်လာတယ်။သူကသူ့ရဲ့ပဝင်းချင်းကိုလှည့်ပတ်ကြည့်ပြီးတော့ဘယ်လမ်းကိုသွားရမလဲလို့စဉ်းစားတယ်။ငါအရှိတ်ဘက်ကိုသွားမယ်။ သူစဉ်းစားတယ်အဒီနေရာမှာမြို့တစ်မြို့ရှိနိုင်တယ်ဒီလိုနဲ့သူထွက်သွားပါတယ်မိုင်းလင်းငယ်သွားပြီးတဲ့အခါမှာတောစင်းမြို့လေးတစ်မြို့ကိုသူရောက်လာတယ်သူရှုပ်သွားပြီးတော့အိမ်ပဒီမကိုလှမ်းကြည့်တယ်နောက်ဆုံးတော့ကောင်မလေးနှစ်ယောက်လှပတဲ့အိမ်ထဲကစားနေတာကို သူတွေ့မြင်သွားတယ်သူတို့ကအိမ်ကလေးအကြောင်းကိုပြောနေတယ်ကောင်မလေးတစ်ယောက်ကဒီအယောက်အိမ်ကလေးကအရန်လိုခင်းနောက်ကြနေပြီလျှက်စင်မီမရှိပဲရင်းနေစီမီးအိမ်ပဲရှိရဲ့ကျန်တဲ့ကောင်မလေးကလည်း အဖိုးကလည်းဒီရင်ထဲကိုလျှစ်စင်ပြီးတက်ပေးမှာမဟုတ်ဘူးအဖိုးလုပ်ပြီးရင်တိတ်ကောင်းမှာပဲလို့ပြောတယ်ဝင်ငယ်ပိုက်ကစဉ်းစားတယ်ဟာသူတို့ကငါအလိုဖြစ်ပေးဖို့အခွင့်အရေးရပြီဒီလိုနဲ့သူဟာပရင်းမောက်ကိုခုံဝင်ပြီးတော့ခလေးရရဲ့နောက်ကိုတိတ်တိတ်လေးရှောက်သွားတယ်မင်းတို့အယောအိမ်ထဲကိုလျှစ်စင်ပြီးတက်ချင်သလားလို့မေးတယ်ငါဒီမှာရှိနေတော့မင်းတို့ဆန်းနာပြလိုက်ကြမင်းတို့ရလိမ့်မယ်တဲ့ခလေးတွေကတအံတော်နဲ့လှဲကြည့်လိုက်ကြတယ် ကဝင်မကောင်မလေးကကျမတို့တက်ချင်တာပေါ့လို့ပြောတယ်။တအိမ်လုံးအနှံလျှက်စင်ပြီးတက်ချင်နေတယ်။ခဏအတွင်းမှာမော်အစွမ်းပြပြီးတော့အယုတ်အိမ်ကလေးဟာအောက်ထပ်ကနေအပေါ်ထပ်ထိလျှက်စင်ပြီးဒီကလေးတွေနဲ့လင်းလက်သွားတယ်။ဒီလိုအံ့ဩစရာကောင်းတဲ့မြင်ကွင်းကိုတင်မြင်ရတဲ့အခါကလေးတွေပါစပ်အဟောင်းသားဖြစ်သွားကြတယ်။တကားအသီးသီးရဲ့ဘီမှာခလုတ်ကလေးတွေရှိနေတာကိုသူတို့တွေ့ရတယ်။အဲ့ဒီခလုတ်တွေကိုသူတို့အပွင့်ပိတ်လောက်ကြတဲ့အခါမင်းလင်းလိုက်မိတ်လိုက်ဖြစ်တယ်။ သူတို့အလွန်ဆိတ်လုံရှားစွာနဲ့အဲ့ဒီခလုတ်ကိုကစားကြတာပေါ့အဲ့ဒီအတော်အတွင်းမှာမှင်စားဟာသူတို့ရဲ့နောက်မှာရနေပြီးသူတို့စီကကျေးဇူးတင်စကားကိုဆောင်နေတယ်။ခလီတွေကသူ့ကိုလုံးဝမေ့သွားဟန်တူတယ်။သူအယားစိမကောင်းဖြစ်သွားတယ်။နောက်ဆုံးတော့သူနှုတ်ဆက်စကားမဆိုဘဲပရင်မောက်ကနေပြန်ထွက်လာတယ်။သူကစိတ်မကောင်းစွာနဲ့သူတို့ရဲ့အလိုဆန္ဒပြရာတော့ငါ့ကိုသူတို့ကျေးဇူးမတင်ကြတာအံ့ဩစရာပဲ။ခလီတွေငါ့ကိုစကားပြောချင်ကြလိမ့်မယ်လို့ငါထင်နေတာလို့တွေးလိုက်မိတာပေါ့။ ဝင်ခဲ့ပိုက်ကတခါဆက်သွားတယ်ခဏကြာတော့မြက်တော်တွေမှာတစုံတရာပြောက်လို့ရှာနေတဲ့ကောင်ကလေးနှစ်ယောက်ကိုသူတွေ့တယ်ကောင်လေးတစ်ယောက်ကဒီပဆံဘယ်ရောက်သွားပါလဲလို့ပြောတာကိုသူကြားတယ်။"အိုး၊ငါတို့တွေ့ရင်ကောင်းပါပဲ။ဒီလိုပြောက်သွားရင်တော့ငါတို့အိမ်ရောက်တဲ့အခါဒုက္ခရောက်တော့မယ်။"ဝင်ခဲ့ပိုက်ကသူတို့စီကိုလမ်းလျှောက်သွားတယ်။မင်းတို့ကိုငါလိုရင်ဆန္ဒဖြည့်ဆည်းပေးနိုင်တယ်။ငါမှင်းကြပါအလိုပြည့်ဝစုံကိုငါဝတ်ထားတယ်လို့ပြောလိုက်တယ်။ ကောင်းလေးနှစ်ယောက်ကသူ့ကိုကြည့်လိုက်တယ်။တယောက်ကမိုင်မဲနေဦးစမ်းပါနဲ့။မှင်စာလိုအရာမျိုးမရှိဘူးဆိုတာငါတို့သိရဲ။မင်းငါတို့လူကိုမဖြစ်စည်းနိုင်ပိုင်ပါဘူးတဲ့။ဝင်ခဲ့ပိုက်ကတော့မျက်နာနီရဲတော်တာပေါ့။အင်ဂျီအိတ်ထောင်လေးကိုသူ့လက်နှစ်ဖက်နှိုက်ပြီးတော့ကောင်းလေးနှစ်ယောက်ကိုကြည့်လိုက်တယ်။သူကအဲ့ဒီပစံလေးကိုမင်းတို့တကယ်တွေ့ကျင်ကြသလားလို့မေးတယ်။ကောင်းကလေးတွေကအင်းတွေ့ကျင်တယ်။ငါတို့တွေ့ကျင်တယ်။ငါတို့အဲ့ဒီပစံမပါဘဲအိမ်ပြန်ရင်ဒုက္ခရောက်လိမ့်မယ်လို့ပြောတာပေါ့။ သူတို့ဆန္ဒပြုလိုက်တာနဲ့တပြိုင်နက်ပတ်စံဟာမြေတော်ရင်မှာပေါက်နေရကနေပြန်တက်လာပြီးတော့ဝင်ခဲ့ပါရဲ့လက်ထဲကိုပြန်သန်းလာတယ်။သူကကောင်းလေးတွေကိုဒီမှာရောလို့ပြောပြီးပတ်စံကိုပေးလိုက်တယ်။ဒါပေမဲ့သူတို့ကျင်းနဲ့သွားကြသလား။နည်းနည်းလေးမှမကျင်းနဲ့ဘူးကွယ်။ပတ်စံကိုမင်းယူထားတာပဲ။မိန်းစာရဲ့လက်ထဲကိုပတ်စံပြန်သန်းလာတာသူတို့မတွေ့ရအောင်အော်ပြောကြတာပေါ့။မင်းငါတို့ကိုလိန်နေတာမင်းကိုငါတို့လိုက်ဖမ်းမင်း မင်းသားဟာသူတို့လိုက်ဖမ်းတာကြောင့်သူ့ခမရတေပြင်းရှင်ပြေးပြေးရတာပေါ့ကွယ်ပထမအဦးဆုံးတွေ့ရတဲ့ခြံတကားဘွားမှာသူ့ထိုင်မင်းတို့အမောပြေးရတယ်။သူကစိတ်မကောင်းစွာနဲ့တွေ့လိုက်တယ်။음အလိုဆန္ဒနှစ်ခုကိုဖြည့်ဆွပေးပြီးဂျေဇူးတင်စကားတစ်ခုံးမှမရဘူး။ငါဘယ်ကဘာကိုလာမိရပါလဲ။ရင်သေးတိမ်ဝင်မှုတွေဂျေဇူးတင်တတ်မှုတွေရှိမှရှိသေးရဲ့လား။ခဏကြာတော့သူတစ်ခါဆက်သွားတယ်။မကြာခင်မှာတော့ငိုရှိုက်တန်ကိုတူကြရတယ်။ ်ခြံနောင်ကနေသူထောင်းကြည့်လိုက်တယ်။ကောင်မလေးတယောက်အိမ်သေးသေးလေးရဲ့လေကားတစ်ပေါ်မှာထိုင်ပြီးခါးတီးစွာငိုနေတာကိုသူတွေ့မြင်လိုက်ရတယ်။ဘာဖြစ်လို့လဲ။သူမရဲ့ငိုရှိုက်တန်းကြောင့်ဝင်းကယ်ပိုက်ကစိတ်မကောင်းဖြစ်ပြီးတော့မေးလိုက်တယ်။ပထမတော့ကောင်မလေးကအပြေမပေးဘူး။သူ့ကိုမျက်မှောင်ကြုံပြီးတော့ကြည့်နေတယ်။အရင်နောက်ရုတ်တရက်အိမ်ထဲကနေအတန်တန်ထွက်ပေါ်လာတယ်။ဒါတော့ခါးခါးတီးတီးငိုနေတာကိုရက်လိုက်စမ်းမာရီ။မင်းကိုရိုက်ဖို့ကောင်းတယ်။မင်းရဲ့အယုံမလေးကိုမင်းဒီလိုချုပ်ပြတာစိုးဝါလွန်လှတယ်လေ။ ။ရှိုးသားနဲ့ကောင်မလေးကခုံထားလိုက်ပြီးတော့ခြေထောင်ဆောင်လည်းရက်။"ကျမချိုးချင်ရင်ထက်ချိုးအောင်ပါပဲ"လို့ပြောလိုက်တယ်။မင်းသားကအယံကိုထိတ်လန့်သွားပြီးမင်းဒီလိုမပြောတင်ဘူး။မင်းကိုအလိုဆန္ဒဖြစ်ပေးဖို့အတွက်ငါလာတယ်ဆိုတာမင်းသိပြီလား။ပြီးတော့မိုင်မဲတဲ့တရဝါစိတ်မရှိတဲ့ကောင်မလေးကသူ့ကို ရှုံမဲပြုလျက်အော်လိုက်တယ်။နင်းထွက်သွားရင်ကောင်းမယ်။နင်းကငါထွက်သွားစီခြင်းနဲ့နင်းမျိုးစုံကိုထွက်ပြေးရင်ကောင်းမယ်။ဒါမှနင်းကငါထပ်မတက်ရမှာ။ သူမရဲ့အလိုဆန္ဒပြေဝသွားတာပေါ့ကွယ်ဝင်ခဲ့ပိုက်ဟာမြို့စုံကိုအလျင်းမြန်ရောက်ရှိသွားတာတွေ့လိုက်ရတယ်။သူအရန်ကိုမော်သွားပြန်တယ်။ဒါပေမဲ့မြို့စုံကိုရောက်တာနဲ့တပြိုင်နက်သူ့ရဲ့ခြေထောက်ကအပြေရက်သွားတယ်။ဖယားကြီးလမ်းမေကမျက်ခင်းပေါ်မှာဝင်ခဲ့ပိုက်ကထိုင်ချလိုက်ရင်းနဲ့ပြောလိုက်မိတာပေါ့။ဒီနေ့ငါဒုက္ခတွေများလာစီလားအခုခေတ်ကလေးတွေအတော်ကိုဆိုးကြတာပဲ။အလိုဆန္ဒသုံးခုဖြစ်ဖို့ကြံနေတယ်။ငါတော့မြင်မြန်ပြီးချင်နေပြီ။ ဒီလိုလုပ်ရတာငါလုံးဝမပျော်ဘူးတယ်။ဝင်ခဲ့ပိုက်ကအဲ့ဒီနေရာမှာထိုင်နေစဉ်ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကရောက်လာတယ်။ကောင်လေးကရှိုင်းပြစွာနဲ့ဟယ်လိုရီစရာမျက်နာနဲ့ပါလားမင်းဘယ်ကလာလဲလို့မေးတယ်။ဝင်ခဲ့ပိုက်ကငါကပုံမြင်နိုင်ငံကလာတာမှင်စာပါလို့ပြောတယ်။ကောင်လေးကဟွန်းတင်းရယ်မရှိလိုက်တာမှင်စာဆိုတာမရှိပါဘူးလို့ပြောတယ်။ကောင်မလေးကလည်းဟုတ်တယ်မရှိဘူးလို့ဝင်ပြောတယ်။ဝင်ခဲ့ပိုက်က ရှိရပေါ့ဒါရင်မကသေးဘူးငါကထူးစပယ်ရှယ်မြင်စားပါခလေး6ယောက်ကိုအလိုဆန္ဒဖြည့်ပေးဖို့အတွက်မင်းတို့ရဲ့ကဘာကူငါလာတာအလိုဆန္ဒ3ခုကိုတော့ငါအလကားလှုပ်လိုက်ဖြည့်ပြီးဒီနေ့ကာလမှာခလေးတွေကိုငါခရီးဆိုင်ဖို့မလိုတော့ဘူးလို့ထင်လာပြီးလို့ပြောရင်းကောင်လေးကလည်းမင်းငါတို့ကိုအလိုဆန္ဒဖြစ်နေနိုင်တယ်ဆိုတာဘာကိုဆိုလိုတာလဲလို့မေးတယ်။အဲ့ဒါကိုငါမယုံဘူးလေ။အေးလေငါစမ်းကြည့်လိုက်အောင်မင်းပြောတာမှန်သလားဆိုတာငါတို့ကြည့်မယ်။ နတ်နတ်သီးရဲ့၊ငပြောသီးရဲ့၊တရက်သီးရဲ့မင်းရဲ့ခေါင်းပေါ်ကိုငါရောက်လာစီခြင်းနဲ့ကြည်မာတဲ့ငပြောသီးတစ်လုံးရဲ့၊မှဲ့နေတဲ့တရက်သီးတစ်လုံးရဲ့၊ဆိုးရွှေချုံနေတဲ့နတ်နတ်သီးတစ်လုံးရဲ့ဟာလေထဲကိုလျင်မြန်စွာပြန်တန်းလာကြတယ်။သူတို့အားလုံးဟာဖောက်ဖောက်ဖောက်နဲ့ဝင်းကယ်ပန်းရဲ့ခေါင်းပေါ်ပြုတ်ကျလာကြတယ်။သူတို့စိတ်ပြက်စွာနဲ့ညှိတော့မိသွားတာပေါ့။ကလေးတွေကတန်တောနဲ့ငေးဆိုင်ကြည့်ပြီးတော့ရီမောလိုက်ကြတယ်။အဲဒီနောက်သူတို့အတော်လေးကိုကြောက်ရွံ့သွားပုံပေါ်တယ်။ကောင်ကလေးက"အိုး ငါတို့ရဲ့အလိုဆန္ဒတွေပြည့်ဝလာတယ်ဆိုတော့သူကမှင်စာဖြစ်ရမယ်လို့ပြောတယ်။ဝင်ငယ်ပိုက်ကဒေါသဖြစ်လာတာကြောင့်ဘာပြောရမှန်းမသိဘူး။ခလေးတွေသူ့ကိုတစ်ခေါက်ထက်ကြည့်လိုက်ကြတယ်။အရင်နာမှင်စာသူတို့ကိုတခုခုလုံးမှကြောက်သွားကြတာကြောင့်ဖနှောင်းနဲ့တဲမှာတားတဲ့ကြောင်ပြေးကြတော့တယ်။ဝင်ငယ်ပိုက်ကတော့စိတ်ဆင်းရဲလွန်းတာကြောင့်ဘာလို့ရမှန်းမသိအောင်ဖြစ်သွားတယ်။သူ့ရဲ့ခေါင်းပေါ်မှာအသီးတွေကိုသူ့ဖယ်ရှားဖြစ်ဖို့အစွမ်းကုန်ကြိုးစားတယ်။ဒါပေမဲ့အဲဒါတွေဟာခိုင်မြဲစွာကနေတာကြောင့်ဖယ်လို့မရဘူး။ မင်းသားက"အိုးဒုက္ခပါပဲ။ခလေးတွေကိုငါအလိုဆန္ဒ၆ခုမပေးမချင်းငါအဲ့တော့အလိုဆန္ဒတွေကိုငါမတောင်းနိုင်တာကြောင့်အဲ့ဓာတွေကိုဒီတိုင်းပဲထားရတော့မယ်"လို့ပြောလိုက်တယ်။မကြခင်မှာတော့ကောင်မလေးတစ်ယောက်ကလေးရံတဲ့ထင်းကြီးကိုတည်ဆောင်ပြီးတော့ရောက်လာတယ်။မင်းသားကိုသူမတွေ့တဲ့အခါရက်လိုက်ပြီးတော့သူ့ကိုတအံတော်နဲ့ကြည်တယ်။သူမကနင်းဒီပစ္စည်းတွေကိုခေါင်းပေါ်တင်ထားရတာဘာကြောင့်လဲ။အဲ့ဓာတွေက မလေးဘူးလားလို့မေးတယ်။ မင်းသားကတက်ပြင်းချလျက်လေးတယ်ဒါပေမဲ့ငါမတက်နိုင်ဘူးလို့ပြောပြတယ်။အရင်နောက်ကောင်မလေးကိုသူ့ရဲ့အကြောင်းလေးကိုပြောပြလိုက်တာပေါ့။ကောင်မလေးကသူ့အတွက်အယံကိုစိတ်မကောင်းဖြစ်သွားပြီ။အဲ့ဟာတွေကိုညင်ကောင်းပေါ်မှာငါရှင်းပေးချင်ပါတယ်။ငါအလိုဆန္ဒဖြစ်မယ်ဆိုရင်တတိတွေပြန်တန်းထွက်ခွာသွားအောင်ဆန္ဒပြုလိုက်မယ်။အဲ့ဒီစကားကိုသူမပြောလိုက်တာနဲ့တပြိုင်နက်သူမရဲ့ဆန္ဒပြေဝလာပါတယ်။ငါပြောသည်ကပြန်တန်းထွက်ခွာသွားတယ်။တည့်ရက်တင်းနဲ့ထွက်ပြေးသွားတယ်။ သူတို့အားလုံးခဏအတွင်းမှာပျောက်ကွယ်သွားကြရင်မင်းသားကအားရဝမ်းသာနဲ့ဦးအောင်ကိုခိုင်ရန်ကြည်လိုက်ပြီးဝေးမရှိတော့ဘူးကွာအိုးမင်းကစင်နာတတ်တဲ့ကောင်မလေးပဲမင်းဒီလိုဆန္ဒပြုလိုက်တာငါဝမ်းသာတယ်ဒီနေ့ခရီးမှာငါတွေ့ခဲ့တမရဲမှာတကူကောင်မဆန်တဲ့ကလေးကမင်းတယောက်ပဲရှိသေးတယ်ကောင်မလေးကငါကိုတကူကောင်မဆန်ဘူးလို့ပြောကြတဲ့သူတွေထဲမှာမင်းဟာပထမဦးဆုံးသူပဲလို့တပြင်းကြလည်းရန်နဲ့ပြန်ပြောရင် ငါကမိရင်းနဲ့နေရတာသူကငါ့ကိုအမြဲတမ်းပြင်းရည်ရဲတကူကောင်းဆန်တယ်လို့ပြောတယ်။ငါဒီလိုမဖြစ်အောင်အရန်ကြိုးစားတယ်တဲ့။ဝင်ငယ်ပိုက်ကတော့မင်းကတနာစီရပါလားလို့ပြောပြီးအဲဒီကောင်မလေးတယောက်အနေနဲ့လေးလံလာတဲ့ထင်းစီကိုတဲပိုးရတာလူမြင်မကောင်းဘူးလို့ထင်မိရဲ့။မင်းမှာစင်နာတတ်တဲ့အမေမရှိဘူးလားတဲ့။ကောင်မလေးကဟဲ့အင်းငါမှာအတော်တယောက်တော့ရှိရဲ့။ဒါပေမဲ့သူတို့နေရာပြောင်းလာကြတော့ငါနဲ့ငါမိတွေဘမနေရဲဆိုတာမသိဘူး။ အတော်ကငါ့အပေါ်ကျင်လာပြီးသူမနဲ့ငါ့ကိုနေစေချင်တာကြောင့်ငါရဲ့မိတွေကသူမကိုသဘောမချဘူးငါဟာငါရဲ့မိတွေကိုကြုံခံနေရတယ်လို့အတော်ကပြောတယ်ငါဟုတ်လဲဟုတ်တယ်ငါရဲ့မိတွေငါ့ကိုချစ်ခင်ကျင်လာမယ်ဆိုရင်ဒါကငါ့အတွက်အကြောင်းမဟုတ်ပါဘူးဝမ်းနေစရာကောင်းတဲ့ဒီဇယ်လန်းကိုဝင်းကယ်ပိုက်ကြားလိုက်ရတဲ့အခါမျက်ရည်ကြားလို့မတက်ဖြစ်သွားတယ်သူကမင်းကိုငါကူညီချင်ပါတယ်မင်းရဲ့အတော်မင်းကိုလာမခေါ်နိုင်တာတော့စိတ်မကောင်းစရာပဲလို့ပြောတယ် ကောင်မလေးကအတော့ကိုငါလာစေခြင်းနဲ့လို့ပြောပြီးတော့ထင်းစီကို သူ့ရဲ့ပခုံးဘောကိုမတင်လိုက်တယ်။အဲဒီနောက်သူမဟာသဘောကျစွာနဲ့ကြဲလောင်စွာအော်ဟစ်လိုက်ပြီးတော့ထင်းစီကိုပြန်ချလိုက်တယ်။ဝင်ခဲ့ပိုက်လဲအော်ဟစ်လိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့အလွန်ကျင်နာတက်ပုံပေါ်တဲ့အမျိုးသမီးတယောက်သူတို့စီကိုအလျင်မြန်လာနေရကြောင်းမလို့ပေါ့။ကောင်မလေးကအတော့အတော့လို့အော်တယ်။အတော့ကိုကျမဒီကိုလာစေခြင်းနေတာ။ဟုတ်တာပေါ့။ ဝင်ခဲ့ပိုက်ကသူ့ကိုယ်သူပြုံးလိုက်ရပြောလိုက်တယ်။ဒါဟာ6ခုမြောက်အလိုဆန္ဒပဲ။ဒီကောင်မလေးနောက်ဆုံးအလိုဆန္ဒကိုရသွားတာငါဝမ်းသာတယ်တဲ့။ကောင်မလေးကအမျိုးသမီးကြီးရဲ့လယ်ဘင်းကိုပြေဖက်ရင်အတော်ဘယ်ကလာတယ်လဲ။အတော်ကိုကျမတတိရလိုက်တာလို့မေးလိုက်တယ်။သူမရဲ့အတော်ကသူမကိုနမ်းရှုံနေရင်ငါမင်းကိုလာခေါ်တာ။မင်းရဲ့မိရင်းမင်းကိုဘဲကိုခေါ်သွားတယ်ဆိုတာငါအချိန်တော်ရှာခဲ့ရတယ်။ငါဒီကိုဘလို့ရောက်လာလဲဆိုတော့ငါလည်းမသိဘူး။ ဒါပေမဲ့ငါဒီကိုရောက်လာခဲ့ပြီးမင်းငါနဲ့တူအိမ်ကိုလိုက်လာခဲ့မင်းကငါကြိရှုဆောင်ရှောင်မဲတယ်။ကောင်မလေးကဒါပေမဲ့ကျမရဲ့မိတွေကိုဘယ်လိုလုပ်မလဲလို့မေးရင်မင်းသားကပြုံးလျက်အိုးသူ့ကိုငါသွားတည်မဲသူ့ကိုငါဘာထင်တယ်လဲဆိုတာပြောပြလိုက်မဲမင်းတော်နဲ့တူမင်းအိမ်ကိုလိုက်သွားလိုက်ပါမင်းရဲ့ထင်းစီကိုငါယူသွားပေးမဲတယ်။ဒီလိုနဲ့ကောင်မလေးကသူမရဲ့အတော်နဲ့တူတူပျော်ရွှင်စွာထွက်သွားတယ် ဝင်းငယ်ပိုက်ကထင်းစီကိုထမ်းပြီးကောင်းမလေးညွန်ပြခဲ့တဲ့အင်္ဂလိပ်စီကိုပြေးသွားတယ်။အယုံဆိုပြီးတော့စိတ်ထားဆိုးပုံပေါ်တဲ့အမျိုးသမီးတစ်ယောက်ကတကားပွင့်ပေးပြီးတော့ဝင်းငယ်ပိုက်ကိုသူမတင်မြင်လိုက်တဲ့အခါမျက်မှောင်ကျုံလိုက်တယ်။မင်းသားကခမရဲ့သမီးလေးတည်လာတဲ့ထင်းလေးကို ကျွန်တော်ယူလာတာပါ။သူမကအခုသူ့တော်နဲ့နေဖို့ထွက်သွားပြီလို့ပြောလိုက်တယ်။အမျိုးသမီးကြီးကဓာမျက်စိတစ်ချောင်းကိုကောက်ယူရင်"အိုးသူမထွက်သွားပြီဟုတ်လား"ဟွန်း မင်းဒီကိစ္စမှာဝင်ရှုပ်နေပြီဆိုတာငါသိတယ်မင်းကငါကောင်းကောင်းဆုံးမရတော့မှပေါ့တယ်မင်းသားလေးစီကို तू မှပြေးသွားတယ်ဒါပေမဲ့မင်းသားကသူ့ရဲ့အင်ဂျီအိတ်ထဲကိုလက်ထည့်လိုက်ပြီးတော့အလျင်အမြန်ဆန္ဒပြလိုက်တယ်သူကငါအလိုဆန္ဒ၆ခုဖြစ်ပြီးပြီးသွားပြီအခုငါရဲ့အလိုဆန္ဒပြေးအင်ဂျီဝေယုံမှာမှော်ထွက်တွေပြန်ပြေးသွားပြီဒီတော့ပုံမြင်နိုင်ငံကိုငါပြန်မှုဆန္ဒပြလိုက်မယ်တဲ့ သူ့လက်ထဲကိုမြောက်တက်ပြီးတော့ဒေါသဖြစ်နေတဲ့အမျိုးသမီးကြီးရဲ့မျက်စိရှင်မှာပျောက်ကွယ်သွားတယ်။အမျိုးသမီးကြီးကကြောက်လန့်သွားတာကြောင့်မျက်နှာဖြူပတ်ဖြူရဖြစ်သွားပြီးသူ့မရဲ့အိမ်လေးထဲကိုပြေးဝင်လို့တကားကိုစောင့်ပေးလိုက်တယ်။သူ့မကအယံကိုကြောက်လွန်းသွားတာကြောင့်သူ့မရဲ့လင်းပါသမီးကိုဘယ်တော့မှရှာဖို့မကြိုးစားတော့ဘူးကွယ်။ဝင်ခဲ့ပိုက်ကတော့အိမ်ပြန်ရောက်သွားသလိုဝမ်းသာနေတာပေါ့။သူကကော်ဖီတောက်ရင်းအစိမ်းရောင်မင်းသားကိုသူ့ရဲ့စွန်စားငန်းအကြောင်းပြောပြတယ်။ ်စိန်လှရှားပွဲအကောင်းဆုံးနေ့တနေ့ကို သူတိုက်ကြုံခဲ့ရမယ်လို့သူတို့နဲ့ဦးစလုံးသဘောတူလိုက်ကြတယ်။မကြခင်မှာတော့ကောင်လေးတွေရဲ့ကောင်မလေးတွေရဲ့ကဘာစီကိုဝင်ကယ်ပိုက်ထွက်လာဦးမယ်။ဒါကြောင့်သူ့ကိုတွေ့ရင်တတိထားကြပြီးလူအင်ဆန္ဒတွေကိုအကောင်းဆုံးအသုံးချနိုင်အောင်လို့ကြိုးစားကြဖို့ကွယ်။ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။